မင်္ဂလာပါရှင်။ Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ဇပလင်ရဲ့အစွမ်းထပ်ပုံလေးတွေကိုပြောပြခြင်းပါရစေ။အဲဇပလင်ရင်နွေးချမ်းပေါ့နော်။ဇပလင်ရင်နွေးချမ်းကိုမကြာခဏတောက်မယ်ဆိုလို့ရှိရင်ကျန်းမာရေးနဲ့ပတ်သက်တဲ့အထောက်အကူတွေအများကြီးရမှာပဲဖြစ်ပါတယ်။ဆိုတော့ရင်နွေးစုစု ်တပံွက်ထဲမှာစကြာနှင်းငယ်နဲ့တန့်စင်ထားတဲ့စပယ်လင်တစ်ချောင်းပပလီထည့်ပြီးတော့အဖုံးခဏလောက်အုပ်ထားလိုက်အောင်ပါပဲအနီတော့ခန်းနွင်းနွင်းလေးအရသာဖြစ်ပြီဆိုလို့ရှိရင်တောက်လို့ရပါပြီအရသာလည်းကောင်းနေပေါ့နော်ဆိုတော့စပယ်လင်ရဲ့ကောင်းကျိုးကုန်သတ္တိလေးတွေကိုပြပြပေးချင်ပါတယ်စပယ်လင်မှာဗီတာမင် C folic acid magnesium zinc တန်ဓာတ်ထုံးဓာတ်ပိုတက်ဆီယမ်ဖော့စဖိုရစ်စတာတွေကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်မလို့ဆေးဘက်ဝင်အစွမ်းသတ္တိရှိပါတယ် ကျမတို့ရဲ့အစာချေလမ်းကြောင်းထဲမှာရှိတဲ့မကောင်းတဲ့ဗက်တီးရီးယားနဲ့ဒီကပ်ပါးကောင်းလေးတွေကိုသိစင်နိုင်ပြီးတော့ဥမာထဲမှာအကျိုးပြုဗက်တီးရီးယားတွေတိုးပွားလာစေတဲ့အတွက်ကြောင့်မလို့ကောင်းစွာအစာချေပြတ်နိုင်မှုအတွက်အထောက်အကူလည်းအများကြီးပေးပေးပါတယ်။နောက်ပြီးသွားလို့ရှိရင်ကိုလက်စထရောပမာဏကိုလည်းထိန်းချုပ်ပေးနိုင်ပါတယ်။ဆိုတော့ဇပလင်ရဲ့ပင်ကိုအစွမ်းတက်သည့်အရာတော့ဒီအဆိပ်အတောက်တွေဒီ uric acid နဲ့မကောင်းတဲ့ကိုလက်စထရောတွေစတာတွေကိုပေါ့နော်စီးသွားခြင်းဖြင့်ဆွတ်ထုတ်နိုင်တာကြောင့်မလို့ကြောက်ကက်အတွက်လည်းကောင်းကျိုးပေးပါတယ်။နောက်ပြီးသွားလို့ရှိရင်ပိုးမွှား ါတွေနဲ့မှုရောဂါတွေကိုလည်းသိစေနိုင်စွမ်းရှိရပါတော့။အဲဇပလင်နဲ့အေးမိနှာစေ တုတ်ကွေးဖြစ်တာတွေရနာတာတွေကိုလည်းကုသလို့ရပါတယ်။ကန်ဆာယောဂါတွေကိုလည်းကာကွယ်နိုင်စွမ်းရှိပြီးတော့ခေါင်းကိုက်တာတွေရင်ကျက်တာတွေလက်ချောင်းနာတာတွေနောက်ပြီးသွားလို့ရှိရင်ချွေးထွက်လွန်တာတွေတချို့ကိုနံစိုးထွက်တာတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းစပယ်လင်းနှချောင်းသုံးချောင်းကိုတကြပိုးကဆန်ရင်းမုတ်အနေငယ်နဲ့စူအောင်တဲပြီးတော့အရေကိုတောက်ပေးလို့ရပါတယ်။အဲကြွက်သားနာကျင်တာတွေကောက်ယောဂါဖြစ်တာတွေပေါ့နော်။နောက်ပြီးသွားလို့ရှိရင်အစ်အမြင့်ရောင်ရမ်းတာတွေနဲ့ တခြားအစစ်မြင့်တာကျင်တာတွေဆိုလို့ရှိရင်လည်းစပက်လင်းအစီလိမ့်မိမယ်ဆိုလို့ရှိရင်တက်တာစီပါတယ်။ No time gain နေအတွက်ဆိုလို့ရှိရင်လည်း no ထွက်အားကောင်းစီပြီးတော့ရင်သွေးတွေကိုအဲဒီကျန်းမာပြီးတော့ယောဂကိုကူဆက်ခံရတာတွေကလည်းကာကွယ်ပေးနိုင်ပါတယ်။အဲ့ဒါအပြင်စိတ်ပိုင်းဆိုင်ရာကျန်းမာစီပြီးတော့ကိုယ်ကိုယ်ကိုယုံကြည်မှုပိုရှိစီပြီးတော့လန်းဆန်းတက်ကြစီနိုင်တဲ့အတွက်ကြောင့်မလို့စိတ်ကြဝေဒနာအတွက်အကောင်းဆုံးဆေးတုခတ်ဆိုလည်းမှားပါဘူး။ကိုယ်နဲ့မကောင်းတာနဲ့အရေးပြားကျန်းမာရေးအတွက်လည်းစပက်လင်းကအများကြီးထောက်ကူပြုပါတယ်။အဲခြေလက်အသားရေလှပဖို့အတွက် ဆိုလို့ရှိရင်တော့စပယ်လင်းအစီလိမ့်ပေးမယ်ဆိုရင်အဲရရတယ်ပေါ့နော်ဒီစပယ်လင်းအစီကိုရေးဒါမှမဟုတ်တန်လင်းစီနဲ့လိမ့်ပြီးရောပြီးတော့လိမ့်ပေးဖို့အတွက်အကြံပြုချင်ပါတယ်အဲကိုတောက်သုံး နေ့ပေါ့နော်အစပလင်ပေါ်မှာမူတည်ပြီးတော့ကိုယ်အတွက်ကောင်းကျိုးအများကြီးရရှိမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့အပထမအဆုံးအပေါ်မှာပြောခဲ့တဲ့လိုမျိုးပဲစပလင်ရင်နှွေးချမ်းလေးကိုမကြခဏလှုပ်တော့မယ်ဆိုလို့ရှိရင်အချိန်ကုန်လည်းတတ်တာတယ်ကောင်းကျိုးတွေလည်းအများကြီးရရှိရေပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ဒီအအိမ်မနေနဲ့အကျမကြီးအတွက်စိတ်တခွက်ရကြနေဆိုလို့ရှိရင်စပလင်ရင်နှွေးချမ်းကိုမကြခဏလှုပ်တော့ဖို့အတွက်အကြံပြုချင်ပါတယ်ရှင်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အစစအရေးအစင်မီချုံးမွေးမယ်လို့ညွှန်လင်းပါတယ်အားလုံးကိုကျေးဇူးများ ားကြီးတင်ပါတယ်ရှင်နေကောင်းကြမှာကြပါစေအစားအစာရလည်းဂရုစိုက်ကြပါနော်